ားလုံးမင်္ဂလာပါ။ဒီနေ့နဲ့မယ်ယူချင်းနေနေပြီးတော့အားလုံးကိုကျေးဇူးပါတယ်။ဆိုတော့ကျွန်တော်တို့အဲမန်ချက်စတာယူနိုက်တက်ကအခုဒီကျွန်တော်တို့ဒီ Sunday ပါနော် Sunday မှာကျွန်တော်တို့ဒီည9:00နာရီခွဲမှာအိမ်ခွဲမှာကျွန်တော်တို့ Mobile Night ကိုကျွန်တော်လက်ခံကစားဖို့ကျွန်တော်ရှိပါတယ်။ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပွဲချုပ်သုံးသပ်ချက်လုပ်မယ်။ပြီးရင်ကျွန်တော်တို့ဒီဘာလို့ line up လဲကျွန်တော်တို့ဆွေးနွေးမယ် line up prediction ပါနော်။ဒါလေးလည်းကျွန်တော်တို့လုပ်မယ်။ပြီးရင်ကျွန်တော်တို့ Asian Handicap Who's Go ရဲ့ Go Score Prediction နဲ့ အဲရွေးချယ်မှုနည်းနည်းပါပါမော်နော်ဒါလေးကျွန်တော်လုပ်ကြည့်ရအောင်ပါနော်ဆိုတော့ကျွန်တော်တို့စလိုက်ရအောင်ပါနော်ဆိုတော့ကျွန်တော်တို့ဒီ Wuhan နဲ့ကျွန်တော်ကစားရမယ် Wuhan နဲ့ဒီ Emirates လက်ထက်မှာကျွန်တော်တို့ ဒီ Vita Pereira ရေဒီကျွန်တော်ဒီ Uber Hana ကိုကျွန်တော်တွေ့ထားပြီးသားပါဒီပယ်ရှင်ဖြစ်မလဲဆိုလို့ရှိရင်ဒီဇင်ဘာလာမှာเนาะကျွန်တော်ဒီပေါင်စင်တီးမှာလာမသိဘူးကျွန်တော်တွေ့ခဲ့တယ်အဲ 2C နဲ့ကျွန်တော်တို့ Uber နဲ့အိမ်ဝင်းမှာကျွန်တော်ရှုံးထားတယ်ဆိုတော့အခုလက်ရှိကျွန်တော်တို့အိမ်ဝင်းကိုပြန်ပြီးတော့ရောက်ပြီးဆိုတဲ့အချိန်လေးမျိုးကျွန်တော်ဖြစ်တယ်ပြီးခဲ့တဲ့ကျွန်တော်တို့ဒီ Jazzabee နဲ့ညကတကယ်ကျွန်တော်တို့ဒီဘာเนาะ dramatic victory တပွဲဖြစ်တဲ့ကျွန်တော်လိုင်ယွန်နဲ့ပွဲကိုကျွန်တော်တို့ဒီမိနစ်120ကျော်အထိကျွန်တော်တို့ကစားလိုက်ရတဲ့အနေထားမှာကစားသမားတွေတော်တော်များများပင်ပန်းနေကြပြီဖြစ်တယ်။ဆိုတော့ဒါကူလည်းကျွန်တော်တို့ဒီ Ruben Amrin ကကျွန်တော် press မှာတချို့ကစားသမားကိုတချို့ကစားသမားတွေပေါ့နော်ပင်ပန်းနေကြပြီဆိုတော့သူထုတ်ပြောပြောသွားတယ်။ဆိုတော့ဒီတကြောင်မလို့ဒီနေ့ပွဲမှာကျွန်တော် rotation တွေအနည်းဆုံးကျွန်တော်တို့ဒီ2နေရာနေ3နေရာလောက်ဒီ တွေ့ရဖို့ရှိတယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ဆိုတော့ဘယ်လိုပုံစံနဲ့ကျွန်တော်ဖြစ်လာမလဲနှစ်ညသုံးညကကြင်ပါလဲကမှာမနော်ဆိုတော့ကျွန်တော်ကတော့ဒီဘာနော်ဟိုဒီ Emery ရဲ့ကျွန်တော်တို့ဒီသူ press မှာသူပြောသလိုပဲကျွန်တော်တို့ဒီဘာနော် Europa League ကိုပဲကျွန်တော်တို့လုံးဝကျွန်တော် focus ထားတော့မယ့်အခြေအနေမျိုးဖြစ်သွားပြီအဲဒီ Premier League ကိုလည်းကျွန်တော် short တော့မယ့်အခြေအနေမျိုးပေါ့လေဆိုတော့ဒီလိုပုံစံမျိုးကျွန်တော်ဖြစ်သွားပြီဖြစ်တဲ့ကြောင့်မလို့ Premier League မှာကျွန်တော်တို့ဒီဘာနော်အချက်မကွဲရုံလောက်ပဲကျွန်တော်ကန်တော့မယ့်အခြေအနေမျိုးကကျွန်တော်ရှိတယ်ဆိုတော့ အဓိကအပြင်ကျွန်တော်အိမ်ဝင်းပွဲတွေဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီတေချာဒီထိမ့်ချုပ်ပြီးတော့ဟိုကစားမယ်ပေါ့နော် မရှုံးအောင်ပေါ့နော် မရှုံးအောင်ထိမ့်ချုပ်ပြီးတော့ကစားမယ်လိုပုံစံမျိုးပဲအဲဖြစ်တော့မယ်လို့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်အခုလိုမျိုးမလာပါတော့ဝူပိုင်းနဲ့လို့အသင်းမျိုးနဲ့ကျွန်တော်တွေ့ရဆိုလို့ရှိရင်ကိုယ့်အိမ်ဝင်းမှာလည်းဖြစ်တဲ့တကြောင်မလို့အနည်းဆုံးတော့ မရှုံးအောင်ကစားတဲ့နေထဲမှာပါတယ်ပေါ့ဆိုတော့ဒီလိုပုံစံမျိုးပဲကစားတော့မှာပေါ့နော်ဟိုအရင်ကြီးတွေကျွန်တော်တို့ဒီနိုင်အောင်တို့ပါတို့မရှုံးနေဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီကိုအပြက်ကြီးတွေမဖြစ်အောင်ဒီလိုမျိုးပဲကျွန်တော်တို့ကစားရမယ့်အခြေအနေမျိုးမှာရှိပါတယ်ဆိုတော့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ဒီကစားသမားတွေကျွန်တော်အနာရဖို့အတွက်ကိုပဲအဓိကဦးစားပေးပြီးတော့ကျွန်တော် rotation တွေအများကြီးတွေးရမယ်ပွဲလို့ကျွန်တော်တို့ထင်ပါတယ်ဆိုတော့ဆိုတော့ကျွန်တော်တို့ဒီ wuban နဲ့ပတ်သက်ပြီးကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်တော့ wuban အခုလက်ရှိ ဒီအဆင့်ကျွန်တော်ဆက်ခွန်မှာရှိတယ်ရမတ်ကကျွန်တော်35မှာအစ်စွတ်တောင်းကျွန်တော်အဆင့်ဆက်ရှင်နဲ့ကျွန်တော်ဒီအဲရမတ်အားဖြင့်ဆိုလို့ရှိရင်ကျွန်တော်ဒီ14မှတ်လောက်ထိကျွန်တော်ကွာနေတယ်ဆိုတော့ဒီတော့ကြောင့်မလို့အတိတ်တော့ကျွန်တော်ဒီဘာနော်ဟိုရင်းခုန်ရမှာရှိဘူးဘာနော်ဥပါနဲ့အတွက်ကဆိုဘလူးဝဲဖြစ်ဖြစ်သူတို့ကတော့ကျွန်တော်ဒီတန်းစင်းစုံနဲ့ပတ်သက်ပြီးသူတို့လုံးဝစိတ်ပူစရာမလိုအောင်လို့အဲတပွဲနှစ်ပွဲလောက်တော့ကျွန်တော်နိုင်ဖို့လုံနေတဲ့အနေအထားမှာကျွန်တော်ရှိတယ်ဆိုတော့ဒီတော့ကြောင့်မလို့အဲဒီဘာနော်နိုင်ဖို့တဲ့သူတို့ကြိုးစားလာမယ်ပထမကြော်တော့လည်းနိုင်ထားပူပီးသားဆိုတော့ ဘာမှသိပြီးတော့ကျွန်တော်ပြဿနာမရှိအခုဒီရာသီရဲ့ကျွန်တော်မန်ချက်စတာယူနိုက်တက်ကျွန်တော်အဆင့်14ဆိုရင်အနေထားမှာလည်းသိပြီးတော့ကျွန်တော်တို့ Old Trafford မှာလည်းသူတို့ရှိန်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီပေါ့နော် head to head အရာဆိုလို့ရှိရင်တော့မန်ချက်စတာယူနိုက်တက်ကအိမ်ဝင်ဆိုလို့ရှိရင်ဟူဝါဟန်နံကိုအသာစီးရလိမ့်ရှိတယ်အဲဒီတိုင်နာပတ်တာပေါ့နော်နိုင်နာမရှုံးပေါ့နော်ရှုံးနေရှုံးတာအရင်ကျုံမရှိဘူးပေါ့နော်ဒီလိုပုံစံမျိုးကျွန်တော်ရှိတယ်ရှုံးနေကျွန်တော်တခုလောက်ပဲဆိုတဲ့အခြေအနေမျိုးကျွန်တော်ရှိတယ်ပေါ့နော်ဆိုတော့ အခြေအနေဘယ်လိုဖြစ်လာမလဲကျွန်တော်တို့စောင့်တော့စောင့်ကြည့်ရမယ့်အခြေအနေမျိုးပါပေါ့နော်ဆိုတော့ Wuhanan ကအခုလက်ရှိသူတို့ရဲ့ကျွန်တော်ဒီပေါ့နော်ဟို current form ရဆိုလို့ရှိရင်တော့ current form တော်တော်လေးကောင်းနေတယ်တောက်လျှောက်ကျွန်တော်တို့ဒီပေါ့နော်အဲဒီဖူဟန်ကိုကျွန်တော်တို့အိမ်ခွင်းမှာရှုံပြီးတဲ့ကတောက်လျှောက်ကျွန်တော်မရှုံသေးဘူးပေါ့နော်။တောက်လျှောက်မရှုံသေးဘူးကျွန်တော်တို့ဒီ Everton သေးကြတယ်ဆောက်တန်တန်ကို အဲ12နဲ့9နိုင်တယ်ပြီးလို့ရှိရင်ဝက်ဆန်းကို10နဲ့9နိုင်တယ်ပြီးရင်အစ်ဆွတ်တောင်းကို12နဲ့9နိုင်တယ်စပါးကိုကျွန်တော်တို့42နဲ့အင်ကွင်းမှာနိုင်ထားတယ်ဆိုတော့အဝေးကွင်းဖောင်ကိုပဲကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်အဝေးကွင်းတီယာသည်ဝန်နံ16ဝဲတီကျွန်တော်ကစားပြီးသွားပြီး9ဝဲနိုင်3ဝဲတီနဲ့10ဝဲတီကျွန်တော်ရှုံးထားတယ်အဲဒီရာကိုဆိုလို့ရှိရင်24ဂိုးတီရပြီးတော့ပေးကိုကကျွန်တော်32ဂိုးတီကျွန်တော်ရှိတယ် ဆိုတော့ဒါကကျွန်တော်တို့ဒီအဲဒီပေါ့နော်16ပွဲဆိုရဲအနေထားမှာပေါ့နော်ကျွန်တော်တို့ဒီရာခိုး24ခုဆိုတာကကျွန်တော်တို့တပွဲကိုအနည်းဆုံး2ခုလောက်တော့တွင်းနေဆိုတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်တယ်လို့ဒီပေးကို32ခုဆိုတာတပွဲကိုအနည်းဆုံးကျွန်တော်တို့2ခုလောက်ပေးတဲ့အခြေအနေမျိုးဖြစ်တယ်ဆိုတော့ကိုလဲကျွန်တော်ရတယ်လို့တိုက်စစ်ကလည်းကိုရတယ်လို့ကိုပီလည်းကျွန်တော်ကျန်းနေဆိုတဲ့အခြေအနေမျိုးမှာကျွန်တော်ရှိပါတယ်ဆိုတော့ဝပန်နဲ့အဝေးကွင်းဆိုလို့ရှိရင်တော်တော်ကိုကျွန်တော်တို့ဒီပေါ့နော်အဲဒီဂိုးတွေကျွန်တော်ပေးရလိမ့်ရှိတယ်လို့ဂိုးလဲကျွန်တော်ဟိုပွဲတိုင်းဆိုဆိုကျွန်တော်ရလိမ့်ရှိရပါတော့ဆိုတော့ ဆိုတော့ဒီတက်ကြောင်းမလို့ကျွန်တော်တို့အဝေးကွင်းဆိုပြီးအာညောင်းတော့ဗောလေကျွန်တော်တို့ဒီ Manchester United နဲ့ထင်လို့ကျွန်တော်တို့တိုက်စစ် Yan Struggle ဖြစ်နေတဲ့အသင်းမျိုးမဟုတ်ဘူးတိုက်စစ်ကကျွန်တော်ကိုးရတယ်ခံစစ်ပဲသူတို့အားနည်းနေတဲ့အခြေအနေမျိုးဖြစ်တယ်ဗောနော်ဆိုတော့ချက်တော့ကျွန်တော်စောင့်ကြည့်ရမယ်ဒီကုညာလောက်ကစားသမားတွေလည်းကျွန်တော်ရှိနေရဗျာဆိုတော့ဒီတက်ကြောင်းမလို့ Wanner မှာလည်းသူကနေသူတော့ကျွန်တော် quality player တွေကျွန်တော်တို့ရှိနေရဗောနော်ဆိုတော့ကျွန်တော်တို့ဒီ Manchester United ကဒီပွဲမှာဘယ်လိုပုံစံမျိုးကျွန်တော်တို့အခင်းကျင်းနဲ့ကျွန်တော်တို့ထွက်လာတော့တယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဒီဒီ line up ကိုကျွန်တော် အဲဒီထုတ်ထားပါတယ်ဆိုတော့ဂိုသမားကတော့ကျွန်တော်တို့အွန်နန္ဒာပဲဖြစ်လိမ့်မယ်ထင်တယ်အဲဒီဘာလို့ကျွန်တော်တို့လုံးဝ short ပြီးဆိုပြီးတော့ဒီရမလားရှိသမျှအရင်အကုန်ထုတ်ကန်ဆိုတဲ့ပုံစံမျိုးကတော့ဖြစ်တော့ဖြစ်ခဲပါဟိုဖြစ်လိမ့်မယ်လို့လည်းကျွန်တော်မထင်ဘူးပေါ့နော်ဟိုအများဆုံးကျွန်တော်200 300လောက်ပဲလို့ကျွန်တော်ယူဆပါတယ်အဲဆိုတော့ဒီနေ့ပွဲမှာကျွန်တော်ဒီ3 center back နေရာမှာเนาะကျွန်တော် Lu Shaw ရယ် Lenny Love ရယ် Masdow ရယ်ကိုကျွန်တော်ထည့်ထားပါတယ်ဆိုတော့အဲဒီ မဇရာဝီကဒီပေါ့နော်သူကကျွန်တော်ဒီ45မိနစ်လောက်တည်းအလိုင်းုံနဲ့ပွဲတည်းက45မိနစ်ကျော်ဒုတိယပိုင်းမှာတခါလေကျွန်တော်လူစားလဲပြီးတော့အဲဒီသူပါစနယ်ကိစီလို့ဆိုပြီးတော့ကျွန်တော်တို့ပြန်လွတ်လိုက်တယ်လင်နီလော့ဖ်လည်းဒီတိုင်းပဲဆိုတော့လင်နီလော့ဆိုကျွန်တော်တို့10မိနစ်မှာဝင်မကစားလိုက်ရဆိုတော့ဒီနှစ်ယောက်ကတော့တေချာပေါက်ပါလိမ့်မယ်ကျွန်တော်ထင်တယ်ဆိုတော့မကွိုင်းရလို့ကျွန်တော်အနားရမယ်ယူရိုလည်းအနားရတင်တယ်လို့ကျွန်တော်ကယူဆပါတယ်ဆိုတော့လူရှောနဲ့ယူရိုနဲ့ကကျွန်တော်တို့ဒီအချိန်နှောင်းလုပ်ပြီးတော့ကစားရမယ့်အချိန်မျိုးမှာရှိတယ်လို့ကျွန်တော်ကတော့ယူဆပါတယ်ဆိုတော့ဒီတော့ကြောင့်မလို့ အဲဒီမှာတော့ကျွန်တော်လူရှော့ထည့်ထားတယ်ယူရိုပါရင်လည်းပါလာမှာပေါ့လေဆိုတော့ဟိုမှာယူရိုထွက်လာရင်ဆိုလို့ရှိရင်ကျွန်တော်ဒီလူရှော့နဲ့ဒုတိယပိုင်းတော့ကျွန်တော်ပြန်လဲပေါ့တော့ဒီလိုပုံစံမျိုးတော့ဖြစ်လိမ့်မယ်ကျွန်တော်ထင်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ win back တင်မှာဆိုလို့ရှိရင်လည်းကျွန်တော်အပြောင်းလဲမြင်ရဖို့ရှိရလို့ထင်တယ်ဒီကိုတလော့ကကျွန်တော်တော်တော်ပင်မနေပြီဆိုပြီးတော့သူ press မှာပြောသွားတယ် အဲဒီပေါ့နော်ဟို Bruno Fernandes ကနှစ်ယောက်ပေါ့နော်ဒီနှစ်ယောက်ကိုကျွန်တော် dropping man နေရဆိုပုံစံမျိုးသူပြောသွားတာမျိုးဖြစ်တဲ့တကြောင်မလို့ဒီကိုတလော့လေဒီဘွဲအနိုင်ရမယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ Patrick Dobu ကိုကျွန်တော်တို့ဒီပေါ့နော် right wing back ကျွန်တော်တို့ထားပြီးတော့ Harry Amas ကိုကျွန်တော်တို့ left wing back ကျွန်တော်တို့ဟိုထားလာမယ်လို့ကျွန်တော်ထင်တယ် Harry Amas လည်းပြီးခဲ့တဲ့ဘွဲကအဆင်ပြေပါတယ်ပေါ့နော်ကျွန်တော်ကွင်းလင်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ကွင်းလင်မှာ Cassie ကို အနားပေးလောက်မယ်လေကျွန်တော်ထင်တယ်ဆိုတော့ကက်စီကသူ့အသက်ရွယ်နဲ့အမလိုက်တဲ့ကျွန်တော်တို့ဒီဗောနော်ဟိုဂိမ်းတွေကိုကျွန်တော်ကစားနေရတာဖြစ်တယ်ဗောနော်ဆိုတော့ဒီ Lion နဲ့ပွဲမှာဆိုလို့ရှိရင်တော်တော်လေးခြေသွမ်းပြကစားနိုင်ခဲ့တယ်ဒါပေမဲ့သူတော်တော်လေးပင်ပန်းနေပါတယ်ဆိုတော့ဒီကြောင့်မလို့ဒီနေ့ပွဲမှာတော့ကျွန်တော်တို့ဒီဥကန်တီ ထွက်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ကန်စီစားပါတော့ဆိုတော့ဘရူနိုကိုကျွန်တော်အနာပေးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်အဲရစ်ဆင်တို့မစ်ဆမောင်းတို့ကတော့တေချာပေါက်သုံးရတော့မယ်အခြေအနေမျိုးမှာဖြစ်ပါတယ်ဆိုတော့ဥကာတိဘေးမှာကျွန်တော်ကတော့အဲရစ်ဆင်ထားပြီးတော့ကျွန်တော်နေရိုနံပါတ်2ရောက်နေရမှာဆိုလို့ရှိရင်တော့ကျွန်တော်ဂါနာချိုကပြန်မြင်ရလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ဘာလို့လဲဆိုတော့ဂါနာချိုမရှိဘူးဆိုလို့ရှိရင်ဗျာကျွန်တော်တို့အသင်းရဲ့ဒီဘောနော်တွားခြင်းနဲ့ကျွန်တော်တို့ဒီ transition တွေကအဲဒီအလုပ်မဖြစ်ဘူးပေါ့နော်ဆိုတော့သူ့လိုမျိုးကျွန်တော်တို့ဒီပေါ့နော်အဲဒီ ပြေးထွက်နိုင်တဲ့ကစားသမားကတော်တော်လေးနည်းတယ်ပေါ့ကျွန်တော်တို့စီမှာဂနာချူတယောက်လောက်ပဲရှိတယ်ဆိုတော့ဒီတော့ကြောင့်မို့အဂနာချူနဲ့မီဆန်မောင်ကျွန်တော်ဖြစ်လိမ့်မယ်လို့ထင်တယ်တိုက်စစ်မူနေရာမှာတော့ကျွန်တော်ဒီ resmac တကယ်လို့ပါလာမယ်ဆိုလို့ရှိရင်လည်းအရင်ပြဿနာမျိုးပါလို့ဆိုတော့သူကိုယ်တိုင်လည်းအဲဒီပေါ့နော်မိနစ်60လောက်ပဲကစားရတာထင်ပါတယ်ဆိုတော့ဒီတော့ကြောင့်မို့အဲ resmac လည်းကျွန်တော်ပအောင်ပါလာနိုင်တယ်ဆိုတော့ဒီဘွဲကတော့ကျွန်တော်ကတော့အမှန်တမ်းပြောရင်တော့ချီတိုဘီကိုကျွန်တော်မြင်နေတယ်ဆိုတော့ချီတိုဘီမမြင်ရလည်းကြာပြီပေါ့နော်မမြင်ရလည်းကြာပြီ ကျွန်တော်မှာအခုလက်ရှိဒီတိုက်စစ်နဲ့ပတ်သက်ပြီးတော့ breast mat တယောက်တည်းပဲကျွန်တော်ရှိနေရဖြစ်တဲ့ကြောင့်လို့ဒီလိုပွဲမျိုးလေးတွေမှာ Chido OB ကိုကျွန်တော်တို့ဒီဘာနော် ပွဲထောက်ခွင့်ပေးတာပဲဖြစ်ဖြစ်ကျွန်တော်ဒီ minute တွေပေးပြီးတော့အဲဒီအချိန်လေးကောင်းလာလို့ရှိရင်ကျွန်တော် YouTuber လေးမှာအဲထည့်သုံးလို့ကျွန်တော်ရတယ်ဘာနော်ဆိုတော့အားဆို YouTuber လေးမှာကျွန်တော် OB ရထည့်လို့မရအောင်ဘာနော်ဆိုတော့ဘလို့လာမယ်ကျွန်တော်ကြည့်ရပါမယ်ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်ဒီ breast mat ကတော့ပွဲတွေကျွန်တော်တောက်လျှောက်ဆိုဆိုကစားထားတဲ့အချိန်မျိုးမှာတော့ရှိပါတယ်ဆိုတော့ opinion ရမလားကျွန်တော်တို့ဒီချက်တော့စောင့်ကြည့်ရမှာဖြစ်ပါတယ် တော့ဒါကတော့ကျွန်တော်ရဲ့ပွဲထွက်လူစည်းမှာဘာသာတို့ရဲ့ပွဲထွက်လူစည်းမှာဘယ်နေရာမှာဘယ်ကစားသမားတွေကျွန်တော်တို့အဲအပြောင်းလဲဖြစ်မယ်လို့ထင်ကြတယ်။ဘဝနဲ့မှာဝင်ရောက်ဆွေးနွေးပြီးတော့လည်းရပါတယ်။ဆိုတော့ကျွန်တော်တို့ Asian Handicap ကိုကျွန်တော်တို့တွားရအောင်ပေါ့နော်။ဆိုတော့ Manchester United ကအခုလက်ရှိ Asian Bookie ရဲ့ကျွန်တော်ဖော်ပြချက်ရသလိုရှိရင် Wuvanan ကိုကျွန်တော် level 50ရှုံးပေးပါတယ်။ဂိုးပေါင်းစည်းကျွန်တော်နှလုံး100ရှုံးကျွန်တော်ပေးပါတယ်။ဆိုတော့ level 50ရှုံးဆိုတာက United အိမ်ဝင်ဆိုတဲ့အနေအထားမှာတော်တော်ကိုနည်းတယ်ဈေးပါ။တော်တော်ကြီးကိုကျွန်တော်တို့နည်းတယ်ဈေးဖြစ်ပါတယ်။ ဆိုတော့ပထမအကြော့ဆိုလို့ရှိရင်ဝူဘိုင်းနဲ့အင်ဝင်းမာတော့ကမန်ချက်စတာယူနိုက်တက်ကအဝေးဝင်းရနေပြီးတော့တလုံးကို80ပေါင်းဒီကျွန်တော်တို့ပြီးခဲ့တာဖြစ်ပါတယ်ဆိုတော့ပုံမှန်ဖွင့်ရမယ်ကျွန်တော်တို့အဲကြေးနေထားပါညာဆိုလို့ရှိရင်တော့အဲမန်ချက်စတာယူနိုက်တက်ကတလုံးတည်လောက်ဒီကျွန်တော်တို့ဖွင့်ရမယ်အခြေအနေမျိုးမှာရှိပြီမယ်အခုလက်ရှိ level 50ရှုံးဆိုတဲ့အနေထားကတော်တော်ကြီးကိုကျွန်တော်ဝင်ရိုးတွေအများကြီးပြုတ်ကျနေတာကိုကျွန်တော်တွေ့နိုင်တယ်ဆိုတော့ဒါကလည်းအခုလိုမျိုးကျွန်တော်တို့ဒီအဒီပေါ့နော်လူအချင်းနှောင်းတွေကစားသမားအချင်းနှောင်းတွေကျွန်တော်အများကြီးလုံမယ်ဆိုတာကိုဒီကျွန်တော် handicap ကကျွန်တော်ဖော်ပြနေတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်ပါတယ် ဆိုတော့နောက်ထပ်ကျွန်တော်တို့တစ်ချက်ကကျွန်တော်တို့ဗာလဲဆိုလို့ရှိရင်ကိုပေါင်းစီပေါ့နော်ကိုပေါင်းစီကကျွန်တော်တို့ဒီပထမကျော့3လုံး30ပေါင်းနေပြီးတော့အခုလည်းရှိဒီနှလုံးတရားရှုံးဆိုတော့တော်တော်လေးကျွန်တော်တို့ဒီကျလာတယ်နောက်ပြား80 80လောက်ဒီကျွန်တော်ကျလာတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်ပါတယ်ဆိုတော့အာဒီပေါ့နော်ကျွန်တော်တို့ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင် United ကကျွန်တော်တို့ဒီ အဲဒီအိမ်ငွေးဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘောနော်ဟို9ရောက်လေးတွေကျွန်တော်ကစားလေးရှိတယ်။ Uvanan ကတော့အိမ်ငွေးအဝေးခွင့်မရေးကျွန်တော်တို့ဒီ9ပေါ်ကျွန်တော်ကစားတဲ့အတင်းတင်းကျွန်တော်ဖြစ်တယ်။တဲဒီဘောနော်အဝေးခွင့်ကျွန်တော်16ပွဲမှာ73ပွဲထိကျွန်တော်တို့ကိုးတွေပေါ်ထားတယ်။3ပွဲပဲကျွန်တော်ကိုးအောင်တယ်။နောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်လည်းအဝေးခွင့်ကျွန်တော်တို့ဒီနောက်ဆုံး9ပွဲမှာ4ပွဲထိကျွန်တော်ကိုးပေါ်ပြီးတော့2ပွဲပဲကျွန်တော်ကိုးအောင်ထားတယ်။ဆိုတော့ဒီ9ပေါင်းလေးကြတာကတော့ယုတ်တိမရှိဘူးလို့ကျွန်တော်ကတော့ထင်တယ်။ဆိုတော့ အဲဒီပွဲမှာ Manchester United ကကျွန်တော်တို့ဒီ block ပဲ rotation တွေပဲလှုပ်လှုပ်ပွဲကိုတော့အတက်နိုင်ဆုံးထိန်းချောင်းသွားမယ်လို့ကျွန်တော်တို့ထင်တယ်။ Wolverhampton ကကျွန်တော်တို့တည်ရင်အနိုင်နော် Manchester United တည်ရင်အနိုင်ဒါတွေကကျွန်တော်အမျိုးမျိုးဖြစ်နိုင်တယ်ဆိုပေမဲ့ဒီပွဲကတော့ကျွန်တော်ကတော့ကျွန်တော်အမြင်ကတော့အဲဒီ twin goal တွေကျွန်တော်နဲလိမ့်မယ်လို့ကျွန်တော်တို့ထင်တယ်။ Wolverhampton နိုင်မယ်ဆိုရင်တော့တကူးထက်ကျွန်တော်ပိုစရာအကြောင်းမရှိဘူး။တည်ရင်ဆိုလဲစီးစီး အဲ Z1 1Z ဒီလိုမျိုးပဲကျွန်တော် reset တွေကဖြစ်နိုင်မယ်လို့ကျွန်တော်တို့ထင်ပါတယ်ဆိုတော့နောက်ကိုတက်ကြောစရာအကြောင်းမရှိဘူးလို့အဲကျွန်တော်ယူဆပါတယ်ဒီ handicap အရာပေါ့နော်ဆိုတော့ body size ပြိုတာကြတော့တော်တော်ကြီးပြိုသွားတာဆိုတော့ဒါပေမဲ့ကျွန်တော်ပြန်စစ်စမ်းမှာ rotation တွေကျွန်တော်လုံးပါပဲနော်ဒီတော့ကြောင့်မကျွန်တော် body size တွေကျမှာပဲဒါပုံမှန်ပဲပေါ့ဒါပေမဲ့ကိုးပေါင်းစည်းရတော့ကျွန်တော်လိန်လို့မရဘူးပေါ့နော်ဆိုတော့ဒီတော့ကြောင့်မလို့ဒီကိုးပေါင်းစည်းကြရပုံမှာကျွန်တော်တန်လျာရှိတယ်ဒီဘွဲကိုကျွန်တော်ကိုအောက်ကြိုက်ပါတယ်ဆိုတော့ who score ဒီဘွဲ1 2နဲ့1 9ကနိုင်မယ်ဆိုပြီးတော့ခံမှန်းထားတာဖြစ်ပါတယ် ဆိုတော့ဒါတော့ကျွန်တော်ရဲ့ဒီဘောနော Manchester United versus ဒီ Wolverhampton ပွဲစဉ်တို့ပွဲကြုံတဲ့ချက်ဖြစ်ပါတယ်ဆိုတော့ brother တို့ရဲ့ camera line နဲ့ bleed တွေပြီးလို့ရှိရင်ကျွန်တော်ဒီ blue reset တွေထွက်ပေါ်လာမယ်ဆိုတာလေးတွေကို comment ထဲမှာဝင်ရောက်ပြီးတော့ဆွေးနွေးပြသလို့ရပါတယ်ကျွန်တော်ကိုယ်တိုင်လည်း comment မှာဝင်ပြီးတော့အဖြည့်ပြီးနေပါတယ်ဗောနော်ဆိုတော့ issue အပြင်ညီကူများအလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ဒီ Premier League Prediction video ကြမှာကျွန်တော်ပြန်ပြီးတော့တွေ့ကြပါဗောအားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာ